သမားအားလုံးပဲမင်္ဂလာပါရှင်နေစားပွဲအစီအစဉ်ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုလဲပရိသတ်များအတွက်ကျွန်တော်ဟင်းချက်နီလန်းကောင်းနေတဲ့ချက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာဒီနေ့မှဆိုလဲကျွန်တော်ရွေးချယ်ထားတဲ့ဟင်းလျံတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ပထမတစ်ခုအောင်ဆိုရင်တော့ထန်းယူဝါစားစားလေးဖြစ်တဲ့ red carving soup လေးချက်ပါပါအဲ့ဒါဟိုမှာအသားကဘာရွေးထားလဲဆိုတော့ကင်းမုံလေးပဲဖြစ်ပါတယ်ဒီကင်းမုံလေးနဲ့ကို red carving soup လေးချက်မယ်နောက်တစ်ခုအောင်ဆိုရင်တော့ဘာလဲဆိုတော့ဒီ coffee ခရမ်းရောင်လေးကိုပါပါလေးလေးမယ်ပြီးလို့ရှိရင် ဒီဘက်ကကဏ္ဍသားလေးတွေကိုပြီးပြီးတော့မှကြော်မှာပါဖြစ်ပါတယ်။အဲဒါဆိုတော့ဒီနေ့လည်းနှစ်ခုတည်းကျော်ချက်ဖို့လဲပြင်ဆင်ထားရကြအားလုံးကလည်းစဉ်းစားဖြစ်နေပြီဆိုတော့စာပြီးတော့ချက်လိုက်ရအောင်။အဲ့တော့ကျွန်တော်စာပြီးတော့ဗီဒီယိုလေးစာပြီးတော့ပြီးအောင်ဒီ copy ခင်းအောင်လေးရကြော်စားမယ်ဆိုရင်အရင်ကလည်းစားလို့ကောင်းတယ်။သူကကျွန်တော်ခိုင်းစားလိုက်ကြ copy ထုတ်တဲ့နည်းနည်းလေးပို့ပြီးတော့လည်းမာတယ်ဗျ။ ားတဲ့ခါကျတော့ကြော်တဲ့ခါကျရင်ပုံပြီးတော့အကြောခံတယ်စားတဲ့ခါကျရင်လည်းမဆတ်ဆတ်လေးနဲ့စားလို့လည်းအကျံကောင်းပါဗျာကိုရဲ့အတွင်းကြီးပုံစံလေးပါအဲ့တော့ကျွန်တော်စားပြီးတော့ဘာဘာလေးပြီးရအောင်ကျွန်တော်တော့အလေးချောပုံစံလေးပဲစားပြီးတော့ပြီးလိုက်ပါမယ် ော်ကြော်ဖို့အတွက်ကဆိုတချမ်းလောက်ဆိုရင်ကောင်းကောင်းလောက်ပါပဲတော့တချမ်းပြည့်တပြည့်လေးနေလိုက်တာပေါ့ဒီနေ့ရဆိုရင်တော့ကျွန်တော် gobi အစိမ်းနဲ့ကြိုးစားမယ်ဆိုရင်လည်းစားလို့ကောင်းပါတယ်ဒီနေ့မှာကျွန်တော်ရွေးချယ်ထားတာကတော့ကဏ္ဍသားလေးပါကဲလို့ကဏ္ဍမဟုတ်ဘဲနဲ့ပစုံနဲ့ဆိုရင်လည်းစားလို့ရပါတယ်ဒါလို့ရှိရင်ကျွန်တော်ကင်းမုန်နဲ့စားမယ်ဆိုရင်လည်းအရင်လိုလိုက်ပါပါဟုတ်ကျွန်တော် gobi စီးပြီးသွားပြီဆိုတော့သူနဲ့ကြွဲပြီးတော့စားမယ်ကဏ္ဍချောင်းလေးတွေကိုစားပြီးတော့ပြီးအောင် ခဏကြောင်းလေးကိုဒါပြိသက်တွေစိတ်ကြိုက်ပေါ့ဟိုကြိုက်တဲ့ပုံစံမျိုးစီးလို့ရပါတယ်ကျွန်တော်ကတော့ဒီသံဆောင်လေးတွေ၃ချက်၄ချက်လောက်ပြီးလိုက်မယ်အဲ့ဒီထဲမှာပို့ပြီးတော့လေကြောရတာအဆင်ပြေတယ်စားသူလည်းပို့ပြီးတော့ကောင်းတယ်တော်မထူးမပါလေးပြီးပြီးလိုက်မှပို့ပြီးတော့ကဲညနာလေးရပြီပြီးဝင်စီတပ်ဖို့တော့စားပြီးတော့ပြင်ဆင်အောင်အဲ့တော့ကြက်သွုံဖြူလေး၃ချက်လောက်ကိုထားပြရမယ် ီမှာထည့်ထားမယ်။ E1 အပေါ်ကနေဖြူဖို့အတွက်ကိုကျက်သွုံမိတ်လေးယူမယ်။ကျက်သွုံမိတ်လေးတွေကိုပထချောင်းဆိုင်လေးတွေပြီးွားမယ်။ဖြစ်မယ်ပြီးွားရင်တရုတ်နံနံလေးယူမယ်ကျုံနံနံလေးကိုနံနံလေးပြီးလိုက်မယ်အပီလေးမှာပုံလိုက်မယ်အခုဆိုရင်တော့ကျွန်တော်တို့ gobi ခဲအောင်ကြော်ဖို့အတွက်ကလည်းစနေဖြစ်သွားပြီဆိုတော့ခဏလေးဒီလိုထားလိုက် ကဲပြီးွားရင်တော့ကျွန်တော်တို့ဒီ red carpet ဆူလေးချက်ဖို့တက်ကိုစပြီးတော့ပြင်ဆင်ရအောင်စာရေးပြင်ဆင်မယ်ဆိုတော့ကျွန်တော်ပါဝင်ပစ္စည်းလေးတွေစာပြီးတော့ပြီးမယ်ဒီမှာစီတက်ဖို့အတွက်ကိုကျက်သွင်းပြူကျွန်တော်၃ချက်လောက်ကိုကြားပြရိုက်မယ်ပြီးွားရင်ကျက်သွင်းဒီကိုလေးသိမ့်စိတ်ပြွားရင်ဂျင်းကိုပါပါလေးလေးမယ်ဂျင်းလေးသုံးပြားလောက်ယူမယ် စုံများလေးလည်းထည့်မယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော် cherry can ညီလေးတွေကိုတီးရအောင် cherry can ညီလေးတွေဟာလုံးပေါင်း9လုံး10လုံးလောက်ကိုချမ်းချမ်းမယ်ဒီမှာပြည်သက်များ cherry can ညီလေးမသုံးဘဲနဲ့ရိုးရိုး can ညီလေးသုံးမယ်ဆိုရင်လည်းရပါတယ်ဒီဟာဆိုရင် cherry can ညီလေးလည်းပြီးလို့ပြီးသွားပြီပြီးသွားပြီဆိုရင်တော့ညူသီးအနီးပဲခြံတော့ညူသီးညီလေးတွေကိုကပ်ပါပါလေးလေးပဲ မီလေးတွေကိုနှစ်တောင်းတော့ပြီးမယ်ပြီးတော့ရှင်ဒီကနေ့မှထည့်ထားမယ်ပြီးတော့ရင်ညူသီးစိမ့်လေးလင်းငါ6တောင်းလောက်ကိုထားထည့်ရအောင်အဲ့ဆိုကျွန်တော်တို့ချက်မဲ့ညာအားလုံးပါလေပြေဆုံးသွားပြီဆိုတော့ကျွန်တော်စာပြီးတော့ချက်လို့ရပြီ။ ဒါပေမဲ့ဆိုတော့ဒဲကိုအပူပေးမယ်ပြီးလို့ရှိရင်အထဲကိုစီထည့်မယ်စီထည့်ပြီးတော့စီတက်ပြီးတော့ကျွန်တော်ချက်မယ်စီလေးကိုချင်းမသားစုံလေးနဲ့သုံးစုံလောက်ချင်းမယ်ပြီးသွားရင်တော့ကျွန်တော်တို့ပြီးထားတဲ့ကျက်သွင်းပြူနေချင်းမြူသီးစိမ့်နဲ့ထည့်ပြီးတော့စီတက်စီတက်ပြီးတော့ချက်သွားမယ်စီပူလာပြီဆိုရင်တော့ကျွန်တော်ဆာပြီးတော့စီတက်လို့ရပြီကျက်သွင်းလေးကျက်သွင်းပြူချင်းမြူသီးစိမ့် ထည့်ပြီးတော့စီးသတ်မှာဒီဟိုအရင်ဒီထဲမှာကျွန်တော်ဘာဆက်ထည့်မလဲဆိုရင်ကင်းပုံမှာကင်းပုံမှာထားရဲထည့်ပြီးတော့စီးသတ်မှာ ဆိုကင်းပုံချက်ပြီးစေတဲ့အချိန်မှာအနက်မွေးမွေးသွားအောင်လို့မြေကောင်းထည့်မယ်ဆိုချက်ပြီးတော့မွေးပေးမယ်ပြီးရောရှင်ဒီထဲပို့ပြီးတော့အနက်ပို့ပြီးကောင်းသွားအောင်လို့ပင်စင်းလေးနည်းနည်းပါထည့်ပြီးတော့စီးတတ်ပေးမယ်ပြီးတော့ရင်ဒီထဲမှာကြားထည့်မယ်

ရက်ကာရီအခြေထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ထည့်ဖို့ကြံနေတဲ့ cherry ခန်းယင်လေးလေးရဲ့မြို့သီးလေးလေးတွေကိုပါလဲထည့်လိုက်ဒီပြီးတော့ကျွန်တော်ပကံလေးကိုအလားဆင်ပြီးတော့တစ်ခါလေးပြင်ထားလိုက်ရအောင်။ဒါဒီခင်းနဲ့မှာဆိုရင်လေသူ့ရဲ့အကြီးကအမွေးနှမ်းကအုံးနုရဲ့ပြုလို့ရှိရင်ပင်စိမ့်တယ်ရမယ်ဖြစ်ပါတယ်။ဒီခင်းမှာဆိုရင်အဲ့ဒီနှမ်းတစ်ခုမပေါအောင်ဆိုရင်စောင်းလို့ကောင်းမှာမဟုတ်ပါဘူးဗျာ။ဒါပေမဲ့အုံးနုအရန်များသွားမယ်ဆိုရင်လုံးဝစောင်းလို့မကောင်းပါဘူး။ဘာလို့လဲဆိုတော့ဒီခင်းကသူ့အရသာလေးက နည်းနည်းလေးချိန်ပြီးတော့မှနည်းနည်းလေးဆက်တယ်ပြီးလို့ရှိရင်စိတ်ပါတယ်အရင်အစိတ်များသွားမယ်ဆိုရင်ကျန်တဲ့အရာကိုဖုံးသွားမယ်ဆိုရင်ဒီရင်းအရာသာပုံရောမဟုတ်ပါဘူးအဲ့လိုဆိုရင်ဒီရင်းအစားလို့မကောင်းပါဘူးအချင်းကြိုက်တဲ့လူတွေအတွက်အချင်းနှိမ့်လို့ရအောင်လို့ထွားနေပြီးတော့တံမြာသီးလေးစိတ်ပြီးတော့တင်ထားပေးမယ်ပင်စိမ့်နောက်အညုံလေးတွေကိုယူပြီးတော့ပေါ်ကနေအလားဆင်ဖို့တင်မယ်။ channel ရွက်တဲ့အားလုံးကခြွေပြီးတော့ပြီးမှပြထားမယ်။ဟဲ့ဟာလို့ဆိုပြီး အားလုံးလည်းဆော်ပြီးဟင်းရည်လည်းဆူပြီးဆိုတော့တခြားပါတီငငယ်ချင်းကြီးကြည့်ကြရအောင်ဟွဟင်းရလာလေးကတော့တော်လေးရှိနေပြီဒါပေမဲ့ကျွန်တော်ငွေလည်းနဲ့အချို့တက်လေးနဲ့ထည့်ဖို့တူပြီပြအဲ့တော့ကြောင့်ဒီထဲမှာစက်သားမှုလေးနည်းနည်းချက်ချက်ပြီးသွားရင် တကြားနည်းနည်းကတည်းပြီးတော့ရင်တော့ငံပြာရည်လေးနည်းနည်းချက်အလုံးစုံပြီဆိုရင်မှုပေးမယ်။ဖွေပြီးသွားပြီဆိုရင်တော့လိုအပ်တဲ့ဘုံတို့လေးစာပြီးထည့်ရအောင်။ဘုံတို့လေးကိုလည်းဇုံကြီးလေးနဲ့ဇုံ သုံးဆုံးကျော်တော့ပဲချက်မယ်နောက်ဆုံးထည့်ဖို့ကြံနေတယ်ဖဲစင်းလေးတွေကိုထည့်လိုက်မယ်ဟုတ်လိုက်မယ်အဲဆိုရင်ကျွန်တော်တို့ပကံတွေကိုထည့်ပြီးတော့ကင်လို့ရပါပြီဆိုရင်ပြီးပေးလိုက်တော့မယ်ဖတ်ဒီကိုဒီကထားပြီးတော့ဆယ်ပေးမယ် ရှားပြီးအောင်ဆိုရင်ပကံထဲမှာပေးတာလေးတွေကိုနည်းနည်းလေးတုတ်လိုက်မယ်။အဲ့ဒီဘောကနေမှကျွန်တော်အုံနှုတ်လေးနည်းနည်းလောင်းချက်ပြီးလိုက်မယ်။အလုံးနဲ့ဆုံသွားပြီဆိုတော့အပေါ်ကနေပြီးတော့ပင်စင်းကြီးပါလေးကိုအလှလေးတင်ပေးလိုက်တော့မယ်။ခုဆိုရင်တော့ကျွန်တော်ရဲ့ပထမဆုံးဟင်းလျာဖြစ်တဲ့ကင်းမုန်နဲ့ရက်ကာပြီးဟင်းလျာတော့ပြီးသွားပါပြီဗျာ။ ပထမဟင်းလျာပြီးသွားပြီဆိုတော့ဒုတိယဟင်းလျာကိုစပြီးတော့ချက်ရအောင်။အဲဆိုကျွန်တော်တို့ gobi စပြီးတော့ကြော်လို့ရပြီ။ဒေဟုအပူပေးထားရမယ်။လို့ရှိရင်ဒေဟုပူပြီးဆိုရနဲ့ဒေဟုတွေကိုစီးထည့်မယ်။ဒေဟုပူပြီးဆိုတော့စီးထည့်မယ်။စီအားလုံးပေါင်း၃ဆုံးလောက်ထည့်ပြီးလို့ရှိရင်ဒေဟုနှံ့ကိုစီးပတ်ပေးမယ်။ဒေဟုနှံ့စီးပတ်ပြီးသွားပြီဆိုရင်တော့စီပြန်သုံးမယ်။လို့ရှိရင်လိုအပ်လောက်စီလေးပဲ။ ည်းနည်းထည့်ပြီးတော့စားပြီးတော့ကြောက်မယ်အဲ့တော့စီထည့်ပြီးပါပြီကပ်ပြီးသွားပြီဆိုရင်တော့ချက်သွင်းဖြူလေးကိုစားပြီးတော့စီတက်တော့မယ်စီမသွားပြီဆိုရင်တော့ချက်သွင်းဖြူထည့်ပြီးတော့စီတက်မယ်ဒီဝိုင်းမှုပြီးမယ်ကျက်တုံပြူရဲ့အနံလေးလဲမှုလာပြီဆိုရင်တော့ကဏ္ဍသားလေးတွေထည့်မယ် ရင်စီတပ်ပြီးမယ်ပြီးွားရင်ကျွန်တော်ကော်ပီခင်းအောင်လေးတွေထည့်ပြီးတော့စီတပ်မယ်ပြီးတော့အင်ဒီဘောအနေနဲ့ကျွန်တော်တို့အခြားသားအတွက်ကိုမြေရုပ်ကောင်းဖြူမယ်ဒီတော့ရင် တရားပြုပေးမယ်တရားပြုပြီးသွားပြီဆိုရင်တော့စက်သားမှုလေးနည်းနည်းထည့်မယ်အဲ့ဒါဆက်ပြီးတော့မွေးထားပေးမယ်ခုဆိုရင်တော့ခဏသားလေးအညံလေးရလဲမွေးလာပြီကော်ဘီနန်လေးရလဲသင်းလာပြီဆိုတော့ဖြူစီလေးစားပြီးတော့ထည့်မယ်အဲ့တော့ဖြူစီလေးစားပြီးတော့ထည့်မယ်ဖြူစီလေးကို ော်တပေးစုံလေးနဲ့အားလုံးအားဆုံး6စုံလောက်ထည့်ပေးလိုက်မယ်ဒီဝိုင်းချက်ပြီးတော့ထူပေးမယ်ဒီဝိုင်းနည်းနည်းလေးနဲ့နူအောင်အနှစ်လေးနဲ့နည်းနည်းရအောင်လို့ရှင်းထည့်ပေးမယ် အားလုံးလည်းဆုံးပါပြီဆိုရင်တော့အရသာတွေနဲ့တော့မြည်ကြည့်လိုက်ရအောင်อืมเดี๋ยวเราอารมณ์ปฏิดีတော့ဖြစ်သွားပြီညောဖြစ်သွားပြီဆိုရင်တော့ကျွန်တော်ရေးလေးနည်းဖြောက်သွားကြည့်ခဏထားပေးမယ်ပြီးရင်တော့ပကံနဲ့ထည့်ပြီးတော့ပြင်လို့ရပါပြီအဲဒီပေါ်နေမှာချက်သုံးမိန်းနဲ့အပြည့်ဝနဲ့ထည့်ပေးမယ် လို့ရှိရင်အနံ့လေးပို့ပြီးမွေးသွားအောင်လို့နှမ်းစီမွေးလေးနည်းနည်းဖြူပေးမယ်ဟာလုံးနဲ့ဆုံသွားပြီဆိုရင်တော့တော့ပကံနဲ့ထည့်ပြီးတော့ပြင်လို့ရပါပြီ။ကဲအဲဒါဆိုကျွန်တော်ပကံနဲ့စာထည့်ပြီးတော့ပြင်လိုက်ရအောင်။ ဒီကော်ဘီခင်းအောင်ကြော်လေးအောင်ဆိုရင်စားရင်လည်းအရန်စားလို့လည်းကောင်းတယ်ကြော်ချဲတာလည်းအရန်ကိုလည်းဝယ်နေတာလည်းဖြစ်ပါတယ်ဒီနေ့မှဆိုတော့ကဏန်းသားလေးထည့်တိုင်းပါကြတော့ကဏန်းသားနဲ့လေးရလည်းမှုရင်းနေတယ်လို့ရှိရင်ကော်ဘီနန်လေးရတင်းနေတဲ့ခါကျတော့စားတဲ့ခါကျရင်ပို့ပြီးတော့လည်းအရာပါရှိပါတယ်ဒီနေရာမှာကဏ္ဍသားမှုပဲနဲ့ပြည်သက်တွေစိတ်ချရာအသားတွေပြောင်းပြီးတော့ကျော်စားမင်းဆိုရင်ရပါတယ်ဒါပေမဲ့ကျွန်တော်ပြောခဲ့လို့ပဲ seafood တွေမှာဖြစ်တဲ့ကျွန်တော်တို့ပဇွန်ဂင်းမော ပြီးရင်ကန်းတန်းကန်းတန်းတော့ဒီကန်းတန်းသားချောင်းလေးနဲ့ထည့်ပြီးတော့ကြောင်းမှပါပဲဒီဟင်းကပို့ပြီးတော့စားဖို့ကောင်းလာမှာကဲပြီးသွားပြီဆိုရင်တော့အပေါ်ကနေပြီးတော့ဒီဥနဏ္ဏပွင့်လေးနည်းနည်းတော့တင်ပေးလိုက်မယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဒုတိယဟင်းလျာဖြစ်တဲ့ Gobi ခင်းအောင်ကျော်အားလည်းပြီးသွားပါပြီဗျာ ဟုတ်ကဲ့ပါအခုဆိုရင်တော့ပြည်သက်များကိုယနေ့စားပွဲအစည်းအဝေးကနေပြီးတော့တင်ဆက်ပေးခြင်းနဲ့ဟင်းလျာနဲ့မျိုးတွေကလည်းပြီးသွားပါပြီ။ပထမတစ်ခုကဆိုရင်တော့ကင်းမိုလေးနဲ့ရက်ကာရီဟင်းလေးချက်ထားတာပါ။အရန်ကိုလည်းတောက်လို့ကောင်းပါတယ်။နောက်တစ်ခုကဆိုရင်တော့ဂေါ်ဘီခရမ်းအောင်လေးကိုမှကျွန်တော်ကနန်းသားလေးနဲ့ချက်ထားတာပါ။အရန်ကိုလည်းစားလို့ကောင်းပါတယ်။ဒီဟင်းလျာတစ်ခုတွဲပြီးတော့စားလိုက်မယ်ဆိုရင်တော့အရန်ကိုလည်းတမိမိစီမှာထေချာပါပဲဗျာ။ပြည်သက်များလည်းကျွန်တော်ဒီတင်ဆက်ပေးခဲ့တဲ့ဟင်းလျာနဲ့မျိုးလုံးကိုလည်းစိုက်နှက်သမယ်လို့လည်းမျှော်လင့်ပါတယ်။ပြည်သက်များလည်းဒီဟင်းလျာတစ်ခုအိမ်မှာပြန်လည်မီးစမ်းချက်ပြုတ်ကြရင်လည်းမြွေထွေးတဲ့ပြည်သားစုပေါ်များပိုင်းဆိုင်နေပါစေလို့ဆုတောင်းပေးနေတယ်ပဲ။နှုတ်ဆက်လိုက်ပါ ါတယ်ဗျာကြည့်ရှုအားပေးကြတဲ့ယနေ့စာဝယ်ပရိသတ်များအားလုံးကိုလည်းကျေးဇူးတူပဲတင်ရှိပါတယ်ဗျာ